အားလုံးမမြင်တော့ခင်ဗျာကဲကျွန်တော်စက်တင်ဘာလလဲကုန်ပြီခရစ်တိုဈေးကအတော်ကကျွန်တော်တို့အောက်တိုဘာကဘာကိုစောင့်ချင်းပေးလာမလဲဘလို့လက်ကီးလေးတွေစောင့်ချင်းပေးလာမလဲဆိုတော့ကျွန်တော်ဒီမှာတစ်ချက်လေးအေးပုံလေးကို ပုံလေးနဲ့ပေါ့နော်ကျွန်တော်တကယ်ကျွန်တော်တို့ Bitcoin history လေးကိုတစ်ချက်ကြည့်အောင် Okay အဲ့တော့ကျွန်တော်တို့ September ကျွန်တော် Crypto ဘာကျွန်တော် September လာဟာကျွန်တော်တို့တမိုင်းကြောင်းအရာ history ရတော့ Crypto ဈေးကွက်အတွက်ကိုအားနေတဲ့ကာလကျွန်တော် seasonal ပေါ့နော် seasonal weakness ပြည့်နာမည်ကြီးပါတယ်ကြီးတဲ့အတိုင်းပဲကျွန်တော် bearish လည်းဖြစ်ခဲ့ပါတယ်ကျွန်တော် long position တွေတော်တော်များများ liquidate ဖြစ်ခဲ့ပါတယ်ကျွန်တော်အပေါင်းပဲပေါ့နော်အဲ့တော့ကျွန်တော်2025ခုနှစ်မှာကျွန်တော်တို့ဒီ September အစောပိုင်းမှာအာဒီ Bitcoin ကကျွန်တော်တသိန်း 2000ကျော်တိရောက်ခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ Bitcoin ဒီ BTC ဈေးနှုန်းကကျွန်တော်လောက်ကုန်ပိုင်းမှာတော်အတက်အကျအပြောင်းနဲ့အရန်များသွားတယ်ပေါ့နော် volatile ဖြစ်သွားတယ်ပေါ့ဗျာ။အဲဒီအတူကျွန်တော်တို့ bearish pressure ကိုစပြီးတော့ကျွန်တော်တို့ခံစားခဲ့ရတယ်ပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်အဲတော့ကျွန်တော်တို့လက်ရှိတော့ September ကုန်ပြီ။အဲတော့ဒီမှာပုံမှန်လည်းအဲ့တိုင်းပဲကျွန်တော်တို့ဒီမှာပေါ့နော်2023ကနေပြီးတော့2025အထိဆိုလို့ရှိရင် September လမှာကျွန်တော်တို့ဒီမှာအနီနဲ့အစိမ်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အနီအောင်ကပို့ပြီးတော့များတယ်ဆိုလို့ရာ bearish ပို့ပြီးတော့ဖြစ်တဲ့ဖြစ်တာရှိတဲ့တမိုင်းရောင်ဖြစ်ခဲ့တယ်ဆိုတာကိုကျွန်တော်ဒီမှာ coin glass ကနေပြီးတော့ history ကိုကျွန်တော် monthly ပေါ့နော်အော်ဒီမှာ monthly return ကိုကျွန်တော်ဒီမှာ percentage နဲ့ကြည့်ထားတာပေါ့နော်ကြည့်ကြည့်ထားတဲ့ဟာလေးကိုကျွန်တော်ဒီမှာပြပြထားတယ် okay အခုလက်ရှိ october october ကအခုကျွန်တော် september အကုန် october အတွက် market အဲက အာ market အမြင်ပေါ့နော်တတတနည်းအားဖြင့်တချို့က Chesno နဲ့ဒီ October လောက်ကိုဘာလို့ခေါ်လဲဆိုတော့ October လို့လည်းခေါ်တယ် YouTuber လို့လည်းခေါ်တယ် YouTuber လာလာ October လာလာအဲအဲ့လိုမျိုးခေါ်ကြတယ်ဗျာတမိုင်းအကြောင်းကြီးကကျွန်တော်တို့ October ဆိုတာကအာကျွန်တော်တို့ အများသောအဖြစ်ခရစ်တိုဈေးကွက်က bullish ဘက်သို့ပြန်ပြီးတော့လှည့်နိုင်တဲ့ကာလအဖြစ်မျှော်လင့်ချက်တွေရှိနေတယ်။လက်ရှိလည်းကျွန်တော်တို့ BTC ကိုကြည့်ရမယ်ဆိုရှင် BTC နဲ့အောက်ကွန်တော်တော်များများအခုအချိန်မှာဆိုလို့ရှင်အတက်ဘက်ကိုပြန်ပြီးတော့လောလောဆယ်ဥတီနေတာရှိတယ်။အဲရှိနေတာမို့ကျွန်တော်တချက်တော့ focus လုပ်ဖို့လိုတယ်ဗျ။ဒါဆိုလို့ရှင်ကျွန်တော်တို့ဒီမှာ history ကိုကြည့်လိုက်မယ်ဆိုလို့ရှင်လည်း2023နဲ့2025အထိကိုဒီမှာကျွန်တော်တို့အောက်တိုဘာလမှာဆိုလို့ရှင်ကျွန်တော်တို့ဒီမှာအစိမ်းနဲ့အနီနဲ့ဆိုလို့ရှင်ကျွန်တော်တို့က အာအစိမ်းရပို့ပြီးတော့များတယ်ပေါ့ဗျာပြောပြောလို့ဆိုတက်တဲ့ percentage ကပို့ပြီးတော့များတယ်အဲ့တော့ဒီတစ်နှစ်လုံးမှာအာကျွန်တော်တို့ဟိုတော်တော်များများဟိုပါပေါ့နော်စောင့်ကြည့်ခဲ့ကြတာဒီ September September တော့ကြာမယ်လို့ဟိုထင်တဲ့အတိုင်းဟိုပဲကျွန်တော်တို့ bearish ဖြစ်ခဲ့တယ် very pressure တော်တော်များများဖြစ်ခဲ့တယ် okay ကျွန်တော်တို့အော်တိုဘာလာမှာဆိုတော့ကျွန်တော် lucky ဖြစ်မလားဗောနော်ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တို့ဟိုဒီမှာဈေးရပြန်တက်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ကျွန်တော်တို့ market ကိုလည်းတစ်ချက်ကျွန်တော် technical နဲ့ focus လုပ်အောင်ပါဗောဗျာအကျွန်တော်အဲ့မျိုးရှိတယ် okay အဲ့တော့ကျွန်တော်တို့ဒီမှာအာကျွန်တော်တို့ဒီ trading view ထဲမှာသွားကြည့်မယ်ဆိုလို့ရှိရင်လည်းအဲတော်တော်များများပေါ့เนาะကျွန်တော်ကျွန်တော်ခုနကတော့ market ကိုတစ်ချက်လေးကြည့်လိုက်တော့ တော်တော်များများကတော့ကျွန်တော် bullish back ကိုသွားနေပေါ့နော် BTC ဆိုလို့ရှိရင်လည်းအဲ BTC ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာကြည်လိုက်ပြီပေါ့နော် okay BTC ဆိုလို့ရှိရင်လည်းဒီမှာထောင်တက်နေတယ်နေပေါ့နော်ဟောဒီအော်တိုဘာအစမှာပဲကျွန်တော်ဒီတရက်နေမှာအစမှာပဲကျွန်တော်တို့ကဒါ rise အကြောင်းလည်းဖြစ်နိုင်တယ်ဘာလို့ဆိုတော့ဈေးတက် တော့မယ်ဆိုပြီးတော့ဈေးတက်နိုင်ခြင်းရှိတယ်ဆိုပြီးတော့ဘိုင်းရဲ့လူတွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါ noise တွေကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့က technical အရာတော့ကျွန်တော်တို့ကတိတိချာချာလေးကိုကျွန်တော်တို့ကဟိုပါပေါ့နော်ဟို i market ကို analysis လုပ်ပေါ့နော်လုပ်ပြီးတော့မှသာကျွန်တော်တို့ကပြန်ပြီးတော့ဟောဝင်ကြမှာပေါ့ဗျာအဲ့တော့ကျွန်တော်တို့ဟိုဒီ September မှာကျွန်တော် trade တော့နေတယ်ကျွန်တော်ကျွန်တော် stop loss ထိခဲ့ရကျွန်တော် trade entry မဝင်ခဲ့ဘူးပေါ့နော်မဝင်မဲနဲ့ကျွန်တော်အဓိကတော့ဟိုဘယ်လိုပြောရမလဲ entry မရလဲပါပါတယ်ကျွန်တော်တို့က ဒေဗန်ဒက်ဖရီမှာ trade တဲ့ trader တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော် entry မရတယ်လဲပါတယ်မကြိုက်တာလဲပါတယ်ပြီးတော့ September လဖြစ်နေတဲ့အတွက်ကြောင့်လဲပါတယ်အဲပြီးတော့ liquidity ဖြစ်တဲ့အဲ draw down မိသွားတယ်ဗောဗျာပြောအောင် draw down မိတော့ကျွန်တော်နားနေကာလဖြစ်သွားပြီအခုကျွန်တော်တို့ October မှာကျွန်တော်တို့ပြန်စမယ်အဲကျွန်တော်တို့ in နဲ့ r နဲ့အလုံး ဟိုကျွန်တော်လုံးဝကိုကျွန်တော်တို့ owner ကို refresh လုပ်ပြီးတော့ reset လုပ်ပြီးတော့ကျွန်တော်တို့ဒီ October မှာကျွန်တော်ပြန်ပြီးတော့ trade action တွေ trade entry ကိုဝင်ကြပဲပေါ့ဗျာ okay အခုလောလောဆယ်လို့ရှိရင် BTC ကဘယ်ရောက်လဲဆိုတော့3,6655ကိုကျွန်တော်စပြီးတော့ဟောတက်နေပြီပေါ့ဗျာတော်တော်များများလည်းတက်နေတယ်ပေါ့နော်အဲ့ဒါလေးရှိပါတယ်အော်တိုဘောမှာအကုန်လုံးကျွန်တော်တို့ trade တွေအကုန်လုံးကန်ကောက်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်